မြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တပည့်တော်ကတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြပါတယ်ဆိုတဲ့ပုံကိုယ်တွေအကုန်လုံးနိဗ္ဗာန်ရောက်သွားကြရောလားတဲ့နော်အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတချို့တော့မရောက်ဖဲမြန်ရှိနေသလားအဲ့ဒါမြတ်စွာဘုရားအကုန်လုံးတော့ရောက်မသွားဘူးတဲ့အကုန်လုံးရောက်မသွားဘူးတဲ့ဒီတွေကဘယ်နှယောက်လောက်မြန်ကျုပ်တို့မျှော်နေရမှာလဲဟင်အကုန်လုံးတော့ရောက်မသွားဘူးတဲ့တချို့တော့ရောက်မသွားဘူးတဲ့ အဲ့တော့ပုံနှံကဘာပြောလို့ဆိုတော့သူပြောတဲ့စကားကအပြန်ဖြေဖို့နည်းနည်းခက်တယ်မြတ်စွာဘုရားတဲ့နိဗ္ဗာန်ကလည်းတေချာပေါက်ရှိတယ်လို့ဆိုတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းကလည်းရှိနေတယ်နိဗ္ဗာန်ကိုရောက်အောင်လမ်းကိုမှန်မှန်ကန်ကန်ညွှန်ပြတဲ့အရှင်ဘုရားလည်းရှိနေတယ်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြသူလည်းရှိတယ်အဲ့ဒီသွားတဲ့လူကဒါတွေရှိပါနဲ့ဘာလို့မရောက်တာတော့ဟောအဲ့ဒီကြတော့မြတ်စွာဘုရားက ။နောက်အကျွမ်းကျင်ဆုံးမှာစကားပြောတဲ့နေရာမှာမြတ်စွာဘုရားရဲ့တုတ်တန်ဒေသနာတွေကိုလေ့လာကြည့်ရင်ဒါဟာဘုရားမှာဘုရားပဲဆိုတာကိုဘုန်းဘုန်းတို့အလုတ်လျောက်တရားတရားဟာဖြစ်လာပါလေ။မြတ်စွာဘုရားအလုံးမကျွမ်းကျင်တော်မူတယ်။တဘာပြောဆိုပုံနာတဲ့အဲ့လိုဆိုရင်တင့်ဟိုဘက်ငါမေးမယ်တဲ့။ဟုတ်တယ်တချို့မေးခွန်းတွေကတောက်လျှောက်မဖြေနဲ့သူပြန်မေးဟုတ်လား။ပြန်မေးခြင်းအဖြစ်ဖြေပြီးသားဖြစ်သွားတယ်ရှိတယ်။တင့်ဟိုဘက်ပြန်မေးမယ်တဲ့။တင်သဘောကျတယ်လို့ပြောတဲ့။ ဒီဒီတာဝတိကနေရာလေကျူကိုသွားတဲ့လမ်းကိုတင်ကြွကြွကျင်ကျင်သိသလားမမသိပါလေဗျအဲ့လို့ဆိုရင်တစုံတယောက်ကရာလေကျူမျိုးကိုသွားကျင်တယ်ဆိုရင်တင်လမ်းညွှန်နိုင်မလားညွှန်နိုင်ပါလေဗျာတပည့်တော်မကြခဏသွားနေတဲ့လမ်းနေဘာမှမညွှန်နိုင်เสียမရှိပါဘူးရာလေကျူမျိုးသွားရမယ့်လမ်းကိုတပည့်တော်အလွန်ကျွမ်းကျင်ပါလေလမ်းညွှန်နိုင်ပါအဲ့လို့ဆိုရင်တင့်ကိုလူတယောက်ကလမ်းလာမိတယ်တင်ကလည်းလမ်းညွှန်နေဒီကနေဒီသွားဟိုရောက်မယ်ဟိုကနေဆက်သွားဆက်သွားရင်လမ်းဘလို့ခွဲလေးတွေတွေးမယ် နော်အဲ့ဒီမှာနောက်ဆုံးမြို့အဝင်ဏီကုန်းရွာကိုတွေးမယ်ဆက်သွားလို့ရှိရင်အလွန်ပြောကြားကောင်းတဲ့ရေကန်ကြီးတွေဥယျာဉ်ကြီးတွေတွေးပြီးတော့မြို့ကြီးကိုတွေးလိုက်မယ်လို့တင်ကလမ်းညွှန်လိုက်တယ်အဲ့ဒီလူကတင်ညွှန်တဲ့အတိုင်းမသွားဘဲနဲ့သွားတယ်လည်းပဲဆုံးအောင်မသွားဘဲနဲ့လမ်းတစ်ဝက်တင်ပြန်လာတဲ့ဒါမှမဟုတ်တင်မသွားနဲ့ဆိုတဲ့လမ်းကွဲတွေကိုသွားတယ်တင်သွားဆိုတဲ့လမ်းကိုမသွားဘူးဆိုရင်အဲ့ဒီလူရောက်မလားတဲ့မရောက်ဘူး နောက်တစ်ယောက်ကတော့သင်ညွန်တဲ့အတိုင်းသွားတယ်တကယ်ကိုပဲလိုက်နာကျင့်သုံးတယ်သင်ပြောတဲ့အတိုင်းစကားကိုတသွေးမသိနားထောင်ပြီးတော့သွားလိုက်တယ်ဆိုရင်အဲ့ဒီလူကတော့ရောက်မလားရောက်မယ်ပဲတယောက်ကမရောက်ဘူးတယောက်ကရောက်တယ်ဘာလဲရာသီဂျူမျိုးကြီးလည်းရှိနေပါလက်ကင်နဲ့ရာသီဂျူမျိုးကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေပါလက်ကင်နဲ့လမ်းညွန်တက်တဲ့သင်လည်းရှိနေပါလက်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရတလေတဲ့ဟုတ်လားအဲ့တော့ဘုံကဘာပြောဆို မြတ်စွာဘုရားတဲ့တပည့်တော်ကဘာတတ်နိုင်မှာတော့တဲ့တပည့်တော်ကလမ်းမယ်ညွှန်နိုင်တာတဲ့ရောက်တာမရောက်တာကသူတို့တန်းတန်းမတ်မတ်သွားမှရောက်မှာဩတဲ့တန်းတန်းမတ်မတ်မသွားဘယ်ရောက်မှာတော့သူတို့ရောက်ချင်းမရောက်ချင်းကိစ္စတပည့်တော်မတတ်နိုင်ဘူးတဲ့တပည့်တော်ကလမ်းမယ်ညွှန်ရတာလမ်းညွှန်သူပါအဲ့တော့မြတ်စွာဘုရားလည်းဘာပြောဆိုပုံနာတဲ့ငါလည်းလမ်းမယ်ညွှန်နိုင်တာထို့လက်ဆွဲပြီးတော့ခေါ်သွားလို့ရတာမဟုတ်ဘူးနော်လမ်းမယ်ညွှန်နိုင်တာခုနကလမ်းညွှန်လိုက်တယ် ဇာတိယမျိုးကြီးလည်းရှိနေတယ်သွားတဲ့လမ်းလည်းရှိနေတယ်ကျွမ်းကျင်တဲ့လမ်းညွန်လည်းရှိနေတယ်ဘာလို့တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲရောက်အောင်မသွားတော့မရောက်တာပေါ့ဟုတ်လားစာကပုံနာမေးတဲ့စကားကနိဗ္ဗာန်ကပဲတကယ်မရှိလို့လို့လို့ဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းလမ်းကပဲပဲလွယ်နေလို့လို့လို့ခရလမ်းညွန်တာကပဲလူနေလို့လို့လို့သူကအဲ့လိုလေးသူ့ရဲ့စကားကအဲ့လိုမျိုးအစွန်းနည်းနည်းလေးညှိနေတာမရှိဘူးလား ရှိတယ်မြတ်စွာဘုရားပြန်ပြီးတော့သူ့ကိုမေခွန်းထုတ်ပြီးတော့နော်အဖြေပေးလိုက်တာ အလွန်မှနော်အံဝင်ဝင်ကြကြလာတယ်လို့မဆိုနိုင်ဘူးလားရာဇယုံမျိုးကြီးလည်းထင်ရှားရှိတယ်ရာဇယုံမျိုးကိုသွားတဲ့လမ်းလည်းထင်ရှားရှိတယ်လမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့လမ်းညွန်လည်းထင်ရှားရှိနေပါလက်ကင်းနဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲ ဒါပဲเนาะဖြေကဟုတ်လားဒါကြောင့်ဘုံဘုံတို့ယောဂီများလည်းပဲနိဗ္ဗာန်ဟာထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့တဲ့လမ်းသတိပဋ္ဌာန်လမ်းမဂ်ကင်းရှင်းပါးလမ်းဟာလည်းထင်ရှားရှိနေတယ်ဟုတ်လားအဲ့ဒီလမ်းကိုကျွမ်းကျင်စွာညွန်ပြနိုင်တဲ့မြတ်စွာဘုရားလည်းထင်ရှားရှိနေတယ်လို့ပဲဆိုရမယ်မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေဟာမြတ်စွာဘုရားရဲ့ကိုစားမြတ်စွာဘုရားငါပရိနိဗ္ဗာန်စံပြီးလို့ရှိရင်ငါရဲ့ကိုစားငါဟောထားတဲ့တရားတွေဟာငါကိုစားပဲလို့ပြောခဲ့တာမရှိဘူးလား အဲ့ဒီဒေသနာတွေဟာဖျားပဲလို့ပြောမယ်ဆိုရင်တင်စားပြီးတော့ကိုယ်ဝိုက်ပြီးတော့ပြောမယ်ဆိုပြောလို့မရဘူးလားညားတယ်ဟုတ်လားအဲ့ဒါလို့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းလည်းရှိတယ်လမ်းညွန်တဲ့ပုံကိုလည်းရှိနေတယ်ရောက်မရောက်ဆိုတာကတော့ဘုရားပေါ်မှာမူတည်မှာတော့သွားတဲ့ပုံကိုယ်တွေပေါ်မှာမူတည်လိမ့်မယ်